အားလုံးပဲမလားပါခင်ဗျာဝဲဘော်ချန်နယ်ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့လက်ရှိအန်ဇိုမော်ရက်စကာရဲ့ချယ်ဆီတင်းရဲ့ချန်ပီယံစိန်ခေါ်နိုင်မှုအလားအလာကိုသုံးသပ်တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီသုံးသပ်တင်ဆက်မှုကကျွန်တော်တဦးတယောက်ထဲအမြင်ဖြစ်ပါတယ်တခြားသောညီကိုတွေနဲ့အမြင်ချင်း꽌လွယ်ကောင်း꽌လွယ်နိုင်ပါတယ်ဆိုတော့ဗီဒီယိုလေးဆက်လိုက်ကြကြအောင်လက်ရှိအန်ဇိုမော်ရက်စကာရဲ့ချယ်ဆီတင်းဟာဒီပရီးမီးယားလိ10ဝဲကစားပြီးတဲ့နောက်မှာရမှတ်18မှတ်ရပြီးတော့အဆင့်6နေရာမှာရပ်တည်နေတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင် တော်ရန်ဟော့စပါတင်ကိုတကောကုန်ပြီဆိုတော့ရလာတဲ့အနိုင်ရရှိခဲ့တယ်။ချက်စီးအနေနဲ့ဒီယာဒီမှာတကယ်ကိုအနိုင်မြင့်တက်ကြတွေများခဲ့တယ်လို့ပြောရမယ်။ဘာလို့လဲဆိုတော့ဟိုအဓိကအားဖြင့်အမှတ်မရောတဲ့ဘွယ်တွေအမှတ်ရော့တာပဲဗျ။ဒီသူတို့ယာယီဆမှာဒီ Crystal Pale ကိုဂုံးဖြစ်တည်ကြတယ်။ဆိုတော့ အဲ့ဒါလက်ခံလို့ရတယ်ဘာလို့လဲဆိုတော့ဘဲလီရဲ့လက်ရှိအနေအထားကချယ်ဆီမှမဟုတ်ဘူးအာဆင်နယ်လည်းနိုင်ဖို့မလွယ်ဘူးမန်ချက်စတာစီးတီးလည်းနိုင်ဖို့မလွယ်ဘူးလီဗာပူးဆိုဒီဂျိုင်းထဲမှာကစားခဲ့တဲ့အီးဖန်ကဆို6ပြတောင်ရှုံးနေဆိုတော့ဘဲလီရဲ့အနေအထားကချယ်ဆီတည်ကြရတယ်ဆိုတာကလက်ခံလို့ရတယ်နောက်ပြီးဒီဘရက်ဖို့နဲ့ချယ်ဆီဒီပွဲထဲမှာဆိုရင်တစ်ဖက်တစ်ကိုယ်စီတည်ကြခဲ့တယ်ဒါလည်းလက်သင့်ခံလို့ရသေးတယ်ဘာလို့လဲဘရက်ဖို့ရဲ့ကွင်းဆိုတာ အသင်းကြီးတိုင်းအတွက်ခက်ခဲတဲ့ကွင်းဒီကွင်းမှာတည်ရကြတယ်ဆိုလဲနားလည်လို့ရတယ်။နောက်ပြီးဒီ Manchester United တင်ကိုနှစ်ကိုးတကိုးနဲ့အဝေးဖွင့်မှာရှုံးတယ်။ဒါလဲလက်ခံနားလည်ပြီးလို့ရသေးတာပဲ။ဘာလို့လဲအသင်းကြီးချင်းတွေ့တယ်အဝေးဖွင့်မှာကန်ရတယ်ပြီးပွဲစကလေးကတယောက်ထုံးနဲ့ကန်ရတယ်။အဲ့ပွဲထဲမှာဆိုကျွန်တော်တို့ Robert Sanchez ဒီ Brian Ambomo ရဲ့ဒီ goal opportunity ကိုအကောင်းဆုံးဟန်တားလိုက်လို့ဆိုပြီးတော့အနီးကပ်ပြပြီးထုတ်ခံရတယ်။ ဆိုတော့ဂိမ်းကအဲ့ပွဲမှာ Chelsea ကောင်းတယ်ဆိုရယ်ပြောတာပြောဖို့ဆိုတာထက်ဟိုတယောက်ထုတ်သွားတဲ့အနေထားမှာတော့ဘယ်သင်းမဖြစ်ဖြစ်မလွယ်ဘူးဗျာအဝေးကွင်းမှာလည်းကစားရတယ်တယောက်ထုတ်နဲ့ကစားရတယ်ဆိုတော့အဲ့ပွဲမှာရှုံးသွားတယ်ဆိုတော့အပြဿနာမရှိဘူးလက်သင့်ခံလို့ရတယ်ဒါပေမဲ့ Chelsea တကယ်ကို Chelsea ကို나ကျင်စေတဲ့နှစ်ပွဲရှိတယ်အပါလဲဆိုတော့ Brighton ကိုအိမ်ဝင်မှာ3ဂိုးတကိုးနဲ့ရှုံးတယ်ပြီးရင်ပြီးဟိုးရင်တစ်ပတ်က Sunderland သင်းကို နှစ်ဂိုးတစ်ဂိုးနဲ့အိမ်ဝက်မှာရှုံးနေဒီပွဲစဉ်တွေကချယ်ဆီတင်းရဲ့ရလက်ကိုနာကျင်စေတာပဲဗျဘာလို့လဲဆိုတော့ဟိုအိမ်ဝက်မှာလည်းကန်ရတယ်ပြီးတော့ဒီဒီပွဲတွေကအမှန်တိုင်းပြောရရင်လုံးဝမတ်ဆွင်းဂိမ်း Brighton နဲ့ပွဲဆိုကြည့်လိုက်ချယ်ဆီပထမပိုင်းကစားတာကိုကြည့်လိုက် Brighton နေနဲ့ဘာအခွင့်အရေးမှာမရတာအဲ့လောက်ကြီးဒီချယ်ဆီကပွဲကိုစိုးမိုးပြီးတော့သူတို့ကစားချင်တဲ့ပုံစံနဲ့သူတို့ကစားနေတာအဲ့ပွဲတွေမှာဆိုရင် Brighton နေနဲ့ဂိုးပေါက်တက်မမှုတောင်မရှိခဲ့ဘူးပထမပိုင်းတစ်ပိုင်းလုံးဒီဒုတိယပိုင်းမှာ Andreas Santos ဘောလုံး ဒီပြတ်သွားရကနေတဆင်ထရေဘာချာလိုဘကဒီလက်စတာဖန်နာအနေနဲ့ဖောင်းလုံးလိုက်လို့ဆိုပြီးတော့ဒီအနီကက်နဲ့ထုတ်ခံရတယ်ဒါမျိုးအမားလေးတွေကဟိုချက်စီအနေနဲ့ဂျူးလွန်တင်းတဲ့အမားတွေလို့ကျွန်တော်ကတော့ထင်တယ်ဘာလို့လဲအိမ်ဝင်းမှာလည်းကန်ရတယ်နောက်ပြီးဒီအချိန်မီဟိုဂိုးပေးလိုက်လေဗျာအချိန်မှာ1 1ဖြစ်သွားမယ်โอเคငါတို့1 1အိမ်ဝင်းမှာလည်းကန်ရတယ်၁၁ရောက်၁၁ရောက်နေတာမှာဘာပဲပဲချက်စီရဲ့တိုက်စစ်နဲ့ဆိုအချိန်မီကိုရနိုင်ပြီးတော့နိုင်သွားနိုင်တဲ့အချိန်မျိုးတွေရှိခဲ့တယ်ဒါက Brighton နဲ့ပွဲနောက်ပြီးဟိုးရင်တစ်ပတ်ကကန်သွားတဲ့ Sunderland နဲ့ပွဲဒီပွဲတွေမှာတော့ Chelsea အိမ်ဝင်မှာ9ဂိုးတကိုးနဲ့ရှုံးတယ်။မှန်တိုင်းပြောရင်အဲ့ပွဲတွေကဟို Chelsea ကစားတာတကယ်ကိုညံ့တယ်ဗျ။ဟိုဂိုးသွားတဲ့လုံကလွဲရင်ဟိုထူးထူးခြားခြားဟိုဘာမှလုံးမပြနိုင်ခဲ့ဘူး။အဲ့ပွဲကတော့ထိုက်ထိုက်နိုင်နိုင်ရှုံးတယ်။ဆိုတော့ Brighton နဲ့ Sunderland နဲ့ပွဲနှစ်ပွဲသာ Chelsea အနေနဲ့အိမ်ဝင်းမှာကန်ရတယ်အနိုင်ရခဲ့မယ်ဆိုရင်လက်ရှိချိန်မှာ Chelsea နဲ့ရမှတ်23မှတ်ရပြီးတော့အဆင့်နှစ်နေရာကိုရပ်တည်နိုင်မယ်။ အဆင့်တက်နေရကအာဆင်နယ်နဲ့ရမှနှစ်မှတ်ပဲကွာမယ်ဆိုတော့ဟိုချက်စီးနေနေတိုက်တဲ့ race မှာပိုပြီးအခြေအနေကောင်းသွားနိုင်မယ့်အနေအထားမျိုးကိုပိုင်ဆိုင်ခဲ့တဲ့သားနဲ့မပိုင်ဆိုင်ခဲ့တာချက်စီးတဲ့တကယ်ကိုနစ်နာရလို့ပြောရမယ်ဘာလို့လဲဟို20နှစ်မှတ်ဆိုတဲ့အနေအထားကကြာအခြေအမျိုးကိုကအဆင့်တက်နေရကိုရောက်နိုင်တဲ့အနေအထားမျိုးဒီလိုမျိုးအနေအထားကိုချက်စီးနေနဲ့ဟို မလုံနိုင်ခဲ့တာတော့တကယ်ကိုနစ်နာရလို့ပြောရမယ်။နောက်ပြီး Chelsea DRC တိုက်တဲ့ race မှာအဆုံးဖြတ်ပေးနိုင်မဲ့ပွဲစဉ်တစ်ပွဲရှိပါတယ်။အဲ့ပွဲကဘယ်ပွဲလဲဆိုတော့ဒီ international break ပြီးလို့ဒီ Burnley နဲ့စကန်မယ်။အဲ့ Burnley နဲ့ပွဲပြီးသွားရင်တို့ Arsenal နဲ့ကန်မယ်။အဲ့ပွဲစဉ်က Chelsea DRC တိုက်တဲ့ race အတွက်အဆုံးဖြတ်ပွဲစဉ်ဖြစ်လာနိုင်တယ်။ဘာလို့လဲဆိုတော့ဟိုအဲ့ပွဲစဉ်က Chelsea အနေနဲ့ဒီနိုင်ခဲ့မယ်ဆိုရင်ဘာပဲပြောပြောတို့ Arsenal နဲ့ ငါးမှတ်กว่าအနေထားကိုရောက်မယ်ဂျားထဲမှာတော့ Chelsea အနေနဲ့ဒီခုလာမတဲ့ဘက်မှာ Wolverhampton တို့ International Break ပြီးလို့ဟိုကံမဲ့ဘန်လီနဲ့ပွဲတင်တို့တို့နိုင်ဖို့လိုအပ်တာပေါ့နော်အဲ့ချိန်မှာလဲ Arsenal အနေနဲ့ကလည်းဒီ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 ဘက်မှာကံမှာ Sunderland နဲ့တင်းတို့နိုင်မယ်ဒါပါတော့ဒီ International Break ပြီးလို့ကံလို့ဒီ Tottenham Hotspur တင်းကိုနိုင်မယ်အဲ့လိုမျိုးအနေဒီဝင်းဝင်းအခြေအနေမျိုးမှာဆိုရင်ဟိုရှစ်မှတ်กว่าအနေထားဖြစ်မယ်နောက်ပြီးဒီ Chelsea အနေနဲ့ Arsenal ကိုနိုင်လိုက်မယ်ဆိုရင်၅မှတ်กว่าအနေထားဆိုရင် title race ကပို့ပြီးတော့ Chelsea အတွက်လည်း chance ရှိတဲ့ အနေထားမျိုးကိုရောက်သွားမယ်တကယ်လို့အာဆင်နယ်နဲ့ပွဲတာဟိုတည်ကြခဲ့တယ်တည်ကြခဲ့ရင်တော့ဟိုချယ်ဆီတက် chance ကတော့ဟိုရှိရတော့အမှန်ပဲဒါပေမဲ့ဟို9မှတ်กว่าအနေထားလောက်တော့အချိန်နေဟိုအာအရင်မကောင်းတော့ဘူးဟိုတည်ရှုံးသွားခဲ့တယ်ဆိုရင်တော့ချယ်ဆီဒီအာဒီတိုက်တဲ့ risk က over ဖြစ်သွားတယ်လို့ပြောလို့ရမယ်ချယ်ဆီဒီအာဒီတိုက်တဲ့ risk ကဒီ international break ပြီးလို့ဒီဘန်လီနဲ့ကန်ပြီးဒီအာဆင်နယ်နဲ့ပွဲတင်က ချက်စီဒီအားတိုက်တဲ့ race ရဲ့အဆုံးဖြတ်ပွဲစဉ်ဖြစ်လာနိုင်တယ်။နောက်ပြီးဟိုချက်စီအတွက်ဟိုဝမ်းသာစရာတင်နောက်တစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ဒီချက်စီပြိသက်တွေသူတို့ခေါ်ခေါ်နေရဲ့ရွှေကိုပေါ့ခိုးပါမားကဒီ international break ပြီးရင်ပြန်လဲကစားနိုင်ပွဲရှိနေပါတယ်။ဒါဟိုနီးပြအန်โซမာရက်စကာအနေနဲ့ကလည်းဒီ Champion League Quarter Back ပွဲစဉ်ပတိုင်းမှာသူပြောခဲ့တယ်ဟိုကျွန်တော်ခုနကဒီသတင်းလေးကိုဟိုမီဒါအနေဖတ်ခဲ့တာပေါ့။သူဘာပြောခဲ့လဲဆိုတော့ဒီ ိုပါမဒီပြန်ကစားနိုင်မဲ့ဒီအချိန်စရာကိုတို့အနေနဲ့ဒီရေးဆွဲနေတယ်ဒါကိုလည်းတို့ပြန်လဲသုံးသက်ဖို့လိုတယ်ဖြစ်နိုင်ရင် तू ကဟိုကိုပါမကိုမနှက်ပြန်ပွဲစဉ်အနေနဲ့ तू ကလည်းပါကကစားစီခြင်းနဲ့နောက်ပြီးပွဲတိုင်းအတွက်လည်း तू ကသူကတောင်ကိုပါမကိုကစားစီခြင်းနေပြီကစားစီခြင်းနေပြီလို့ तू ကပြောနေတယ်ဒါကြောင့်ကိုပါမကမကြာမီပြန်လာတော့မယ်ဆိုပြီး तू ကတော့ဟိုပြောသွားတယ်ဒါကြောင့်ကျွန်တော်အမြင်ပြောရရင်ကိုပါမအနေနဲ့ဒီ international break ပြီးလို့ ဒီပြန်ဆတဲ့ပွဲစဉ်တွေမှာဆိုရင်ကိုဖာမာဟိုမကစားနိုင်သေးတော့သူ့အနေနဲ့ full training လောက်တော့လုပ်နိုင်မယ်လို့တော့ကျွန်တော်ထင်တယ်ဒီအာဆင်နယ်ရဲ့ပွဲမှာဆိုရင်တော့သူ ပြန်လဲပါဝင်နိုင်ဖို့တော့ကျွန်တော်ကတော့ငြင်းမိတယ်ကိုဖာမာလာပြန်လဲကစားနိုင်မယ်ဆိုရင်ဘာဘာချဲစီးရဲ့တိုက်စစ်ကပိုပြီးရှက်ဖြစ်လာတာကိုကျွန်တော်တို့တွေ့ရမယ်ဒါကြောင့်ဟိုအနည်းချုပ်အပြင် သုံးသပ်ရမယ်ဆိုရင်တော့ချဲစီးနေနဲ့ပြီးခဲ့တဲ့ မားခဲ့တဲ့ပွဲစဉ်တွေကိုအကောင်းဆုံးသင်ခန်းစာယူမယ်နောက်ပြီးလက်ရှိကားရန်ဖောင်ကိုအကောင်းဆုံးဆက်ထင်းထားမယ်ဆိုရင်လက်ရှိကားရန်ဖောင်ဆိုတာလည်းဒီဖြည့်စီနေတဲ့နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာဆိုရင်၃ပွဲနိုင်တဲ့တပွဲပဲရှုံးနေနိုင်ခဲ့တဲ့၃ပွဲမှာဆိုရင်ချယ်ဆီအနေနဲ့တကယ်ကောင်းတဲ့ခြေစွမ်းကိုပြသနိုင်ခဲ့တဲ့ပွဲစဉ်တွေလို့ပြောလို့ရမယ်လီဗာပူးနဲ့ပွဲမှာဆိုတဲ့ချယ်ဆီကစားတာတော်တော်ကောင်းတယ်နောက်ပြီးဒီတော်ဒီယန်ဖော်ရက်စ်ကိုဝေးဝင်းမှာ၃ခုကိုပြစ်တင်နိုင်တဲ့ပွဲစဉ်မှာလည်းချယ်ဆီကစားတာကောင်းတယ်ပြီးခဲ့တဲ့တစ်ပတ်ကတော်ဒီယန်ဟော့စပါနဲ့ပွဲစဉ်မှာဆိုလည်းချယ်ဆီကစားတာ တကယ်ကိုဟို impressive ဖြစ်စရာကောင်းတယ်ဒါကြောင့် Chelsea အနေနဲ့ပြီးခဲ့တဲ့မှားခဲ့တဲ့ပွဲစဉ်တွေကိုအကောင်းဆုံးသင်ခန်းလာယူပြီးလက်ရှိကားတန်းဖောင်ကိုအကောင်းဆုံးစတင်နိုင်ထားနိုင်မယ်နောက်ပြီး international break ပြီးလို့ Arsenal နဲ့ပွဲစဉ်ကိုအကောင်းဆုံးဒီကြော်ဖြတ်နိုင်မယ်ဆိုရင် Chelsea ရဲ့ title race ကပိုပြီးတော့အားကောင်းလာနိုင်မယ်လို့ကျွန်တော်ကတော့အသုံးသတ်မိပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ